ူတယောက်မှအတိတရားမရှိခင်ကစိတ်နေသဘောထားကဘယ်ဘယ်ပုံရှိပြီးအတိတရားရှိပြီးတဲ့နောက်မှာစိတ်နေသဘောထားပြောင်းလဲလာမှုကဘယ်လိုလဲလို့ကိုကိုကိုဆန်းစစ်ပြီးတော့ကြီးတင်တာပေါ့အတိတရားလို့ဆိုတာအမှန်ကန်စဉ်းစားနိုင်မှုအခြေခံအားဖြင့်ပြောရမယ်ဆိုရင်တော့ လူမှုရေးရာနဲ့ပတ်သက်တဲ့အတိတရားဆိုတာ2မျိုးအခြေခံအဆင့်အတိတရား2မျိုးထို့တဲ့အဆင့်မြင့်သွားတဲ့အတိတရားက2မျိုးလို့အတိတရားကိုအကျံပြင်းအားဖြင့်အဆင့်2မျိုး level 2မျိုးခွဲပြီးတော့ကြည့်လို့ရတယ်ပေါ့မှန်ပါပါဗျာလူတွေဆိုတာအခြေခံအဆင့်ဆိုတာရှိကိုရှိရအခြေခံအဆင့်မှာအတိတရားမရှိဘဲနဲ့အဆင့်မြင့်မှာအတိတရားရှိတယ်ဆိုတာမဖြစ်နိုင်ဘူးเนาะမှန်ပါပါဗျာ 切干是比较迷的。